င်္ဂလာပါနော်ကျွန်တော်ရဲ့ Dot Tiger Channel ကိုနေ့ရက်တိုင်းမအားကြရနေအစီအမြဲကြည့်ရှုပြီးတဲ့အရောက်တိုင်းကိုလည်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်မဲ့ view လေးကတော့နောက်ငယ်နဲ့ကိုစီတို့ရဲ့ reaction မျိုးဖြစ်တဲ့သူကနားဆင်ကြရအောင်ဒါကတော့ November 10နေ့ကစပြီးအချက်ဖတ်စစ်တပ်ကမောတောင်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကုန်းသွေးရေးလမ်းကြောင်းကိုနေမီစိုးမမှုပြန်လဲရရှိအောင်ဆိုပြီးစစ်ကြောင်းထိုးတာဒီပါတွားလုပ်တဲ့အချိန်တဖက်က KNU ဥဆောင်တဲ့တော်လန်ရေးတပ်တွေက တံပြန်တက်ခိုက်ချင်းမိုးရမှာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မောတောင်မြို့ပေါ်အထိတော်လိုင်းတက်တွေရောက်လာပြီးနိုဝင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကအထိကိုတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြတယ်ဆိုပါတယ်လက်ရှိသိရှိထားချက်အရတဲ့မောတောင်မြို့မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့မြို့မှာရစ်ကနဲ့လက်ဝကယုံအပါဝင်လုံခြုံရေးဂိတ်တွေကိုတော်လိုင်းတက်တွေကတိမ့်ပိုက်ရရှိထားပြီးအဓိကကတော့အကြံဖတ်စစ်တပ်ဘက်ကစစ်ကြောင်းတွားထိုးရာကနေတော်လိုင်းတက်တွေကတံပြန်တိုက်ခိုက်ရင်းနဲ့မြို့သိမ်းတိုက်ပွဲပုံစံမှာပြောင်းသွားတာဖြစ်တယ်လို့အခုတော့ စစ်တပ်ကသူတို့ထိန်းချုပ်ထားတဲ့မော်တော်မြို့ပေါ်ကရဲစခန်းရောလက်ဝက်ကယုံရောဂိတ်စခန်းတချို့ပါအသိမ်းခံလိုက်ရတာဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းပြကရှင်းပြထားပါတယ်လောလောဆယ်တော့မော်တော်မြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားပြီးမြို့မှာတော့အချက်ဖတ်စစ်တပ်ဘက်ကစစ်သားတွေပိတ်မိနေတာလည်းရှိသလိုကျန်တဲ့မြို့နေပြည်သူတွေကတော့နိုဝင်ဘာလ17ရက်နေ့ကတည်းကတိုက်ပွဲပြင်းထန်လာတာတွေကြောင့်ကြိုတင်စစ်ပေးရှောင်ထားပြီးဖြစ်တယ်လို့တော်လိုင်းသတင်းရှင်းပြကအခြေအနေကိုရှင်းပြထားပါတယ် အဲ့ဒီလိုမော်တောင်မြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားပြီးမြို့ပေါ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာလေအကြမ်းဖက်စစ်တပ်ကတပ်သားတချို့ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာတွေလည်းရှိပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်အစောပိုင်းမှာတင်မြန်မာစစ်တပ်ကစစ်သားအယောက်30နီးပါးဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးရောက်ရှိလာသလိုထိုင်းစစ်တပ်စီမှလက်နက်အလက်20ကိုအပ်ပြီးတော့ခိုးလုံနေကြတယ်လို့လည်းတော်လိုင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်လက်ရှိမော်တောင်မြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကပိတ်မိနေတဲ့စစ်သားတချို့လည်းကျန်နေသေးပြီး စစ်တပ်ကတော့မော်တောင်မြို့ကိုလက်မလွတ်ရရေးအတွက်သူတို့ရဲ့ထုံးစံအတိုင်းမြို့ပေါ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေမှုကြောင့်ဈေးတွေအပါဝင်လူနေအိမ်တွေလည်းမိလောင်ပျက်စီးမှုတွေရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာလည်းဒင်းတိုင်းတိုင်းလောင်းလုံးမြို့နယ်မှာညင်မော်ချေရဘတ်စစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်တပ်နဲ့တော်လိုင်းတတွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ကရှေ့ဆက်တိုးလို့မရဘဲနောက်ပြန်ဆုတ်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ နိုဝင်ဘာလ12ရက်နေ့ကပဲလောင်လုံးမြို့နယ်ကညင်မော်ဂျေရွာဘတ်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတံပြန်တက်ခိုက်ချေမှုရမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲဒီတိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူတွေစစ်တင်းဘောတွေဘက်ကပါပစ်ကူတွေပေးတာတော့တော်လန်ရေးတပ်တွေကိုဘလို့မှမကြော်နိုင်ပဲရှစ်ဆက်တိုးလို့မရတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းကနောက်ပြန်ဆုတ်နေရပြီးလောလောဆယ်ညင်မော်ဂျေရွာတဲ့အထိဆုတ်ခွာထားကြတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် လက်တော်မှာတော့အဲ့ဒီဘက်မှာအချက်ဖက်စစ်တပ်စစ်ကြောင်းကဆက်ပြီးရှိနေသေးတဲ့အတွက်နှစ်ဖက်စစ်ရေးကတော့တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့လက်တော်သိရှိထားချက်အရစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပြီးသူတို့စစ်ကြောင်းလဲညင်မော်ကျေးရွာတင်းမာတင်ရှေ့ဆက်မရပဲဒီအတိုင်းရှိနေတဲ့သဘောဖြစ်တယ်လို့ကျေးရွာနေပြည်သူတွေကတော့တိုက်ပွဲတွေဖြစ်ကြတဲ့ကဘေးလို့ယာရီကိုတင်းရှောင်သွားကြပြီးဖြစ်တယ်လို့ဒေတာတွင်သတင်းရှင်းမိကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ဂင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်မှာ အကျံဖတ်စစ်တပ်ရဲ့ခမရ၄ခုတရင်ကစစ်မှုထမ်းတသားတဲ့စိုးထက်ကျော်ဆိုသူဟာ drone gun တလက်နဲ့ခဲယမ်းကိုယူဆောင်လာပြီးတော်လန်ရဲ့တပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့နေပြည်တော်ပကဖတိုင်းတာဝန်ခံကိုနောင်ချိုကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ9ရက်နေ့ကပဲဒီမော့ဆိုမျိုးနယ်မှာအကျံဖတ်စစ်တပ်ရဲ့ခမရ၄ခုတရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပစင်၄တသားတဲ့စိုးထက်ကျော်ဆိုသူဟာ drone gun တလက်နဲ့ခဲယမ်းကိုယူလာပြီးနေပြည်တော်ပကဖစီကိုအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်စိုးထက်ကျော်စုသူဟာမကွေးတိုင်းကဖြစ်ပြီးသူဟာမြို့ပေါ်ကိုဖုန်းတက်ဝဲတဲ့အချိန်မှာပဲအကြဖစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးစစ်မှုထမ်းအဖြစ်စူဆောင်းခံရသူဖြစ်သလိုလောလောဆယ်တော့သူ့ကိုတော်လိုင်းရင်တပ်တွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပြီးဒရုန်းကန်နဲ့ခဲယမ်းတွေပါလာတဲ့အတွက်လဲစုငွေချင်းမြင့်မှုဆောင်ရွက်နေပါတယ်လို့နေပြည်တော်ပကဖတိုင်းတာဝန်ခံကိုနောင်ချိုကပြောထားပါတယ်တစ်ဖက်မှာတော့အကြံဖတ်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက် လူငယ်တွေကိုနေရဒေသအတီးတီးမှာပေါ်တာဆွဲဖန်းစီဓာတ်တွေတောင်းလျှောက်လုံနေပြီးစစ်သားတွေစူဆောင်း နေသလိုတစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစူဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အချိန်အခွင့်အရေးရတာနဲ့တော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေးကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။နိုဝင်ဘာလ9ရက်နေ့ညပိုင်းကဆိုရင်အဲဒီရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်မှာရှိတဲ့ဝါယာလက်တောတိုက်ရက်ကွက်အတွင်းအဲစင်းစစ်မဲဆိုပြီးစစ်တပ်လက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးမှုအေးမြင့်တဲ့အဖွဲ့က လူငယ်တွေကိုနေအိမ်တွေပေါ်အထိတက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်သွားတယ်ဆိုပါလေအဲ့ဒီမှာဖမ်းဆီးခံရတဲ့လူငယ်တွေကိုရက်ွက်ရုံးစီခေါ်သွားပြီးတော့နောက်တည့်ရက်မနက်မိုးလင်းခြင်းမှာပဲရက်ွက်အုပ်ချုပ်ရေးမှုအင်းမြင့်တဲ့အဖွဲ့ကအဲ့ဒီလူငယ်တွေကိုစစ်မှုထမ်းစုဆောင်းရေးတပ်ထဲကိုတခါတည်းပို့လိုက်ကြတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တချို့နဲ့နှိစက်သူတွေကပြောထားပါလေဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိသားစုတွေကအနောက်ကနေလိုက်လံရွေးထုတ်ဖို့ကြိုးစားတော့လေအဲ့ဒီရက်ွက်အုပ်ချုပ်ရေးမှုအင်းမြင့်တဲ့အဖွဲ့ကလက်မခံပဲ လူငယ်တွေကိုစစ်တပ်ထဲသာတခါတည်းပို့လိုက်ကြတာဖြစ်တယ်လို့ဆိုပါလေတစ်ဖက်မှာလည်းအဲ့ဒီမင်္ဂလာတုံမြို့နယ်ဝါလက်တော်တိုက်ရက်ကွက်အုပ်ချုပ်ရေးမှုအင်းမြင့်တဲ့အဖွဲ့ဟာသူတို့လိုချင်တဲ့စစ်မှုထမ်းတပ်သားတစ်အရေးအတွက်ပြည်သွားရင်နောက်ထပ်ဖမ်းဆီးတဲ့လူငယ်တွေကိုတအူးကိုငွေကျပ်390နဲ့ပြန်ရွေးခိုင်းပြီးလာမရွေးနိုင်တဲ့လူငယ်တွေကိုတခြားလိုအပ်တဲ့မြို့နယ်တွေစီစစ်မှုထမ်းလူစားထုတ်ဖို့တအူးကိုငွေကျပ်380နဲ့ပြန်လဲရောင်းစားတာတွေလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့မတရားဖမ်းဆီးထားသူပေါင်း89ဦးထက်မနည်းရှိပြီလို့ AAPP ကထုတ်ပြန်လာပါတယ်။ဒါကတော့မြန်မာအကြမ်းဖက်စစ်တပ်ဟာသူတို့လုပ်မဲ့အတုအယောင်ရွေးကောက်ပွဲနဲ့နီးကပ်လာလီလီဝါရဖြတ်မှုတွေကိုပုံမလုံဆောင်လာသလိုရွေးကောက်ပွဲအပေါ်ဝေဖန်တဲ့သူတွေကိုလည်းဖိနှိပ်ဖမ်းဆီးမှုတွေပုံမလုံဆောင်လာရမှာအခုဆိုရင်မြန်မာနိုင်ငံမှာရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံရသူ89ဦးအထိရှိပြီလို့နိုင်ငံရေးအကြံအစည်များကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်လာတာဖြစ်ပါတယ် တရှိ AAPP ကနေကောက်ယူထားတဲ့စရင်အရစစ်တပ်ကမတရားသဖြင့်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေကြောင့်ဖမ်းဆီးခံထားရသူ89ဦးတည်းက54ဦးရဲ့နာမည်စရင်တွေကိုအတည်ပြုနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒီစရင်ဟာလလန်းမိသမျှကောက်ယူထားတာဖြစ်တဲ့အတွက်မြေပြင်မှာတကယ်ဖမ်းဆီးခံရသူအရေးအတွက်ဟာတိထက်ပိုများနိုင်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံရသူစုစုပေါင်းအယောက်3000နီးပါးရှိထားပြီးဖြစ်တယ်လို့ အဲ့ဒီက2200ဝန်းကျင်ဟာဆက်လက်ထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့လည်းဆိုထားပါတယ်မြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းမှုစတင်ခဲ့တဲ့2021ခုနှစ်ကနေလက်ရှိ2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အထိအကြမ်းဖက်စစ်တပ်နဲ့သူတို့စစ်တပ်လက်ပါစီတွေကြောင့်ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေပြည်သူစုစုပေါင်း8500နီးပါးတိုက်ဆုံခဲ့တယ်လို့လည်း AAPP ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အော်တိုဘာလတလအတွင်းမှာပဲကလေးငယ်38ဦးသေဆုံးရတယ်လို့ MG ကထုတ်ပြန်ထားပါတယ်။ဒါကတော့အခုနှစ်အော်တိုဘာလတလအတွင်းမှာပဲနိုင်ငံတော်အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရသပြည်သူ185ဦးသေဆုံးခဲ့ရပြီးအဲ့ဒီထဲမှာကလေးငယ်38ဦးပါဝင်တယ်လို့မြန်မာနိုင်ငံအစိုးရ MG လူခွင့်ဆိုင်ရာဝန်ကြီးဌာနကနေနိုဝင်ဘာလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ထားတာပါ။တရှိမြန်မာနိုင်ငံမှာ စစ်တပ်ကပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကိုတတ်သိပြနေတဲ့သွေးစွန်းတဲ့ကိန်းကနန်းတွေဟာမရက်တန်သေးပဲဆက်လက်မြင့်တက်နေတာကိုပြီးခဲ့တဲ့အော်တိုဘားလမှတ်တမ်းတွေအရတင်တွေ့မြင်နိုင်ပါတယ်လို့အင်ဂျီလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောထားပါသေးတယ်။လက်ရှိအချိန်ထိလည်းမြန်မာအကြမ်းဖက်စစ်တပ်ဟာပြည်သူတွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုလေကြောင်းတက်ခတ်မှုတွေအပါအဝင်ဤပေါင်းစုံနဲ့ဆက်လက်ကျူးလွန်နေပြီးအော်တိုဘားလတလားတဲမှတင်နိုင်ငံတော်စစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဟာစုစုပေါင်း၁၇ကြိမ်ရှိခဲ့ပြီး လူပေါင်း116ဦးသေဆုံးခဲ့ရတယ်လို့အဲ့ဒီမှာ အသက်18နှစ်အောက်ကလင်းငယ်16ဦးအထိပါဝင်တယ်လို့လည်း NGO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့မြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်တဲ့ UAB ဘဏ်နဲ့ဂျပန်ကမ္ပဏီ JCB တို့မိတ်ဖက်ဖြစ်နေမှုအပေါ်စုံစမ်းမေးမြန်းထားတဲ့ပေးစာကိုဂျပန်ကမ္ပဏီ JCB ဘက်ကတုံ့ပြန်လာမှုမရှိဘဲပြက်ကွက်နေတယ်လို့ Justice for မြန်မာကထုတ်ပြန်လာပါတယ်ဒါကတော့လက်ရှိမြန်မာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်မှုတွေရှိတဲ့အတွက် တံခတ်ပိတ်ဆို့ခံထားရတဲ့မြန်မာခရိုနီ UAB ဘဏ်နဲ့ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB တို့အကြားစီးပွားရေးမိဖက်အဖြစ်ပြုလုပ်နေမှုတွေအပေါ်လူခွင့်ရေးဆိုင်ရာစိုးရိမ်မှုတွေရှိနေတဲ့အကြောင်းထောက်ပြထားတဲ့ပေးစာကို Justice for Myanmar မဲခေါင်ဝက်နဲ့တခြားဂျပန်အခြေဆိုင်အဖွဲ့အစည်း၅ခုကအဲ့ဒီဂျပန်ကုမ္ပဏီ JCB ကိုပေးပို့ခဲ့ပြီးမဲ့ပြန်လည်တုံ့ပြန်ဖြေချမှုမရှိဘဲပြက်ကွက်နေတဲ့အပေါ်ပြစ်တင်ဝေဖန်တဲ့အကြောင်း Justice for Myanmar ကထုတ်ပြန်လာတာပါ လက်ရှိမြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ UAB ဘဏ်ဟာမြန်မာစစ်တပ်ကိုလေရင်စီထောက်ပံ့တဲ့ကုမ္ပဏီတွေအတွက်ငွေပေးချေမှုဝန်ဆောင်မှုတွေဆောင်ရွက်ပေးနေတယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်ရေးအထူးကိုယ်စားလှယ်ကပါ2024ခုနှစ်ဇွန်လမှာပဲမှတ်တမ်းတင်ခဲ့ပြီးမြန်မာစစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နိုင်မှုလေရင်စီရရှိမှုအပေါ်တိုက်ရိုက်မှီခိုနေရတာကြောင့်ကုလအထူးကိုယ်စားလှယ်ကဗန္ဒာရေးအဖွဲ့အစည်းတွေအားလုံးကို UAB ဘဏ်နဲ့ဆက်ဆံရေးတွေရပ်တန့်ဖို့ကိုလည်းတိုက်တွန်းထားတယ်လို့သိရပါတယ် အဲ့ဒီ UAB ဘက်ဟာ EU နဲ့ကနေဒါတို့ရဲ့တံခတ်ပိတ်ဆို့မှုခံထားရတဲ့ Crony လုပ်ငန်းစုကြီး IGE နဲ့လည်းနက်နက်ရှိုင်းရှိုင်းဆက်နွယ်နေပြီးအဲ့ဒီ IGE ကိုပါမြန်မာစစ်တပ်ကောင်းဆောင်တွေကိုငွေကြေးပံ့ပိုးမှုတွေကြောင့်2022ခုနှစ်မှာပဲနိုင်ငံတကာကတံခတ်ပိတ်ဆို့ထားပါသေးတယ်တစ်ဖက်မှာလည်းအဲ့ဒီစစ်တပ်လောက်ခံ UAB ဘန်ရဲ့ Director ဘုတ်အဖွဲ့ကနေကျန့်ဖို့ထိတ်တန့်ခေါင်းဆောင်ဘူဂျိုဟောင်းအောင်တောင်းရင်တားဖြစ်သူ IGE တီထောင်တဲ့နေအောင်ဟာ ိုင်ငံတကာတံခါးပိတ်ဆို့ခံရပြီးတဲ့နောက် UAB Director ဘုတ်အဖွဲ့ကနေနှုတ်ထွက်ခဲ့ရပြီးသူ့ရဲ့ share တွေကိုလည်းဟန်ပြ company တွေစီလွှဲပြောင်းခဲ့တယ်လို့ Justice for Myanmar ကဆိုထားပါသေးတယ်။ဒီအချက်အလက်တွေကိုကြည့်ရင် IGE တီထောင်သူနေအောင်နဲ့ IGE တို့ဟာအမိခံတွေကနေတဆင့် UAB ဘဏ်အပေါ်ဆက်လက်ထိန်းချုပ်ထားပြီးတံခါးပိတ်ဆို့မှုတွေကိုရှောင်လွှဲဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ Justice for Myanmar ကဆိုထားပါတယ်။မဲကောင်ဝက်ရဲ့အမှုဆောင် Director ကလည်းဂျပန်ကုမ္ပဏီတွေအနေနဲ့ ကိုယ့်ရဲ့စီးပွားမိဖတ်တွေဟာမြန်မာနိုင်ငံမှာအကြီးကျယ်ဒုက္ခဖြစ်စေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေလုပ်နေတာကိုမျက်ကွယ်ပြုမတိကြိုးကြုံမပြုတင်ဘူးလို့ထောက်ပြထားပြီးရပ်ဖတ်အဖွဲ့တွေရဲ့စုံစမ်းမေးမြန်းမှုအပေါ်အမြန်ဆုံးတုံ့ပြန်ဖြေကြားဖို့ JCB ကိုတိုက်တွန်းပါတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျအခုဒီမှာတွေ့တဲ့ပုံကတော့မောတော့မစုံစမ်းမစုံစမ်းခံစခံစခံတော့ဒီမှာ ငါမသေးငါစခန်းမကြစေရလက်ရှိဒီနေ့စစ်ကောင်စီမင်းအောင်နိုင်အပါဝင်စစ်ကောင်စီခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်ကောင်စီခေါင်းဆောင်တွေကိုမြောက်ပင့်ပေးပြီးတော့ဘောမတင်တဲ့ဘောမတွေကိုပြောချင်တာကတမတော်သားတွေကို အတက်တွေကိုမစတဲ့ပါနဲ့တော့အတက်တွေကိုထိုးပြွေးပါနဲ့တော့နော်တမတော်သားတွေဘဝကို နားလဲပေးပါတော့စာနာပေးပါတော့လွတ်ငြိမ်းခွင့်ပေးပါတော့နော် အခုကြည့်အာငါတို့တတ်မတော်ဘလို့ပြင်းညာပေါက်ကိရနေပြောတကယ်သိငံထိကြရခိုင်ပြည်နယ်ဆိုရင်တပီနှုတ်ပုံနော်အခုလက်ထီးကြီးနေတဲ့စခန်းတိန်းထားတဲ့တင်းနာကြီးအခုတကားဒါကန်တိုင်းစစ်ဌာနချုပ်မှာဆိုတာမောတော်မောတော်စခန်းထပ်ပါပြန်50ကြော်ဖမ်းပြီးတယ်ဘလော့ပေးတယ်ခိုင်းမကိုပြေးတာဘလော့တော်ဘွားရည်ကြီးအဲ့ခိုင်းမပြေးတဲ့ကောင်တွေကိုထိုင်းရခေါ်ပြီးသူတို့လက်ထက်ပြန်ခဲ့တယ် ြန်ထည့်ပြီးအဲ့ဒီကောင်တွေကိုပြန်တိုက်ခိုင်းအောင်မယ်မပူနဲ့ကြည့်နေအခုမိသားစု40ခုမှမောတော့စကန်ဖြစ်နေတဲ့အနေထားကြည့်လိုက်နော်မကြည့်ငါမသိငါစကန်မကြဆဲစောက်မချက်ဘူးလားဟမ်မချက်ဘူးလားမင်းတို့တွေမကြည့်ငါမသိငါစကန်မကြဆဲလက်ရှိစစ်ကောင်စီတပ်စကန်တွေအများကြီးရှိပါတယ်အဲ့ဒီဆိုင်းဘုတ်ကြီးဖြုတ်လိုက်ပါမင်းတို့အကောင်းပြောတာ80ရာကြီး80ရာကြီးမင်းတို့အခုကြာသွားတဲ့စကန်ပေါ့ဘယ်လောက်ရှိနေပြီဟမ် ငါမသိငါစခန်းမကျန်သေးဆိုဘာလို့ထိုင်နေထွက်ပြေးလဲထိုင်နေစက်တကြောမှနေကြတဲ့စခန်းပေါင်းဘယ်လောက်ရှိပြီလဲတကယ်ဘယ်အဲ့ဒီစခန်းကြီးထဲမှာတကယ်ပဲအသေးခံပြီးတိုက်တဲ့စခန်းဘယ်နှခုရှိလဲမရှိပါဘူးဟုတ်တော့ဘာလို့အဲ့အဲ့ဆိုင်မဟုတ်တက်ထားလို့ရှက်စရာဟမ်မကျန်မကျန်စုပ်ပြကုန်ကုန်လုံးမဘာမှကြားရမရှိဘူးတုံလာတာမရှိဟမ်ကုန်လုံး ကျမကျမလေးနော်ဟာတော့ကြောက်တတ်တယ်เนาะဒါဒါအရာရှိနေတာလားလက်နဲ့တိုက်လာတော့မတီးဘူးမကြပိုက်ပိုက်ကုန်အောင်မတီးတီးချာချာထည့်ထားတာအရင်ကြောက်တတ်တာပဲဟာကြမတယောက်တည်းနေပြေပေးနေတာမဟုတ်ဘူးကတကောင်တည်းတယ်ပြောရတယ်မိတို့ကလည်းဒါအစလိုက်ကြည့်ပြီးညဒုက္ခပါပဲတယောက်မဟုတ်တကောင်အဲကွာတိုက်တာကတယောက်ဟုတ်တယ်မလားသေတာကတကောင်အဲအဲ့လိုကွာတယ်မတူဘူး ဘာဖြစ်လို့လဲဒီကောင်နေသေးသွားတာတန်ဖိုးလည်းမရှိဘူးတိုင်းပြည်တွက်သေးတာလည်းမဟုတ်ဘူးပြည်သူတွက်သေးတာလည်းမဟုတ်ဘူးဘာမှမဆိုင်တဲ့အာနာယူနေတဲ့လက်ကဆုပ်စာကောင်တွေသူအသက်ပေးတာဒီကောင်တွေမှာဘာတန်ဖိုးမှမရှိဘူးလူတန်ဖိုးမရှိဘူးเนาะအဲ့ဒီဘဝကိုသူတို့ကသူတို့ရွေးယူတာပြည်သူကလည်းပေးတာမဟုတ်ဘူးเนาะတိုင်းပြည်နဲ့လူမျိုးတွေထိုင်းရကျူးကျော်လာလို့မောတော်ဂိတ်စခန်းတွေအသေးခံတိုက်ွားတယ်ဆိုရင်တော့အဲ့ဒီစစ်သားကြံပြခဲ့တဲ့မိသားစုပါတိုင်းပြည်ကဂုဏ်ပြုလို့ရတယ် အခုဟာကဘယ်တိုင်းဒီမှာလာပိုက်တာမဟုတ်ဘူးဒီကိုတက်ဖြတ်နေတဲ့ကောင်တွေကိုပြည်သူကမခံနိုင်လို့ဘာလုပ်တာလဲပြန်စော်တာပြန်စော်တော့အဲ့လိုခွင်းပြပေးတာနော်အာနာသိန်းကစအချိန်မှတာပင်ရဲတဲ့ကောင်တွေထွက်ခဲ့ဆိုတဲ့စကားမပြောဘဲနဲ့နော်ဟာငါတို့စစ်တပ်ကမှားနေတယ်ပြည်သူအလက်မခံဘူးငါတို့စစ်တပ်စစ်တမ်းလေးအပြန်မယ်စစ်တပ်စစ်တပ်အလုံးလုံးမယ်အာနာသိန်းကငါတို့စစ်တပ်နဲ့မဆိုင်ဘူးအဲ့လိုအတိတရားနဲ့ပြည်သူလက်ထက်အာနာပြန်ထက်ပေးခဲ့ရင်ဒီလိုဘဝမျိုးတွေကြုံစရာအကြောင်းရှိလား မပူနဲ့ထက်လာမယ်မင်းတို့စစ်တပ်ကဘာမှမရတော့ဘူးဒါကြောင့်မို့လို့စစ်သားတွေဘဝတမတော်သားတွေဘဝကိုအတက်ချမ်းသာပွင့်ပေးပါတော့လို့ဒီဘောမတွေနဲ့ဒီစစ်ကောင်းဆောင်တွေကိုပြောတာပါเนาะမင်းတို့တွေကသိရတာမဟုတ်ဘူးစစ်ကောင်းဆောင်တွေဆိုရယ်သူတို့သွားလိုက်ကြမဟုတ်ဘူးအမောရုံစခန်းတိုက်နေဆိုစတေးရနေရစလေစတေးစနေစတုံးစလေးဟမ်တိတာပဲနေပြီးတော့မတိပဲနေမှာမဟုတ်ဘူးဟမ်မင်းအောင်လည်းကိုယ်လည်းလာကုတ်ကယ်ပြီးတိုက်တာစိုးမင်းကိုယ်လည်းလာကုတ်ကယ်ပြီးတိုက်တာဝေးဟုတ်တယ်နော် ဲ့တော့ဘောမတွေဘောမတွေရောအဲ့ဒီစကားတိုက်ခံတွေသူတို့မတိမမနေဘူးအဲ့ဒီဘောမတွေရောလာတိုက်တယ်မတိုက်ပါဘူးဟမ်စကားနေကြတော့မယ်ဆိုကိုအာငါတို့တက်မတော်ကဘာစကားကြတယ်ဆိုမင်းတို့ကလည်းသွားတိုက်တယ်ဘလူတိုက်နိုင်တယ်ဘလူကမတိုက်ဘူးဒါပေမဲ့သေတော့ဘလူသေတယ်အဲ့ဒီစစ်ကောင်းဆောင်တွေသေတာမဟုတ်ဘူးစစ်ကောင်းဆောင်ဆွေမျိုးသားချင်းသားသမီးတွေသေတာမဟုတ်ဘူးဘောမတွေလည်းသေတာမဟုတ်ဘူးဘောမတွေဆွေမျိုးသားချင်းလည်းသေတာမဟုတ်ဘူးသေရတာဘာလဲဒီတက်မတော်ဓာတ်တွေအဲ့တက်မတော်ဓာတ်တွေဆိုတာဒီနိုင်ငံသားတွေပဲနော် ကြည့်ဘဝတွေမှာစောက်ပြက်ကုန်ကုန်လုံးနော်နော်အခွေးတောင်လောင်းနဲ့ကြော်လိုက်ရမှာအာကြော်ပါအခွေးလောင်းပါလေနာဒီမှာလက်နဲ့ကြည့်ထိုင်အဲဒီမှာတချို့တွေစကမ်းမှာဆိုရင်ဘာလို့လောင်းမလဲအဲ့ဒီလက်နဲ့ကြည့်120မမကိုဘယ်လိုလုပ်အောင်လဲဝလုံးကိုဖုံးယူတော့ပြီးတော့စေးတော့ပြီးတော့ sorry ကိုထုံးယူတော့ပြီးတော့ဝလုံးကိုစေးတော့ပြီးတော့ခေါင်ထားတယ်ဗျာ ရှိတဲ့စစ်ပွဲစခန်းတွေဟဲ့တနေ့နိုင်တိုင်းထဲမှာပဲနော်ကျွန်တော်ကိုယ်တိုင်သူတို့မီးတစ်ပြားထိကျွန်တော်ရောက်ခဲ့တယ်သိလားမီးလင်းရညမဆိုတွေ့နေရတယ်ခွေးစခန်းမီးကိုအဲ့လောက်ထိကျွန်တော်ရောက်ခဲ့တယ်နော်မကြည့်အဲဒါမှဒါဒီဒီစာလုံးကြီးကွာငါဆိုရှက်လို့ဟမ်ဟမ်ငါမသေးငါစခန်းမကြစေရဟမ်ဒီစားအဲ့တော့ အားလုံးပေါင်းရတဲ့တတိယကိုလည်းကျွန်တော်ဖတ်ပြပါမယ်เนาะမြန်မာထိုင်းနယ်စပ်မောရောင်မြို့တိုင်းတိုက်ပွဲမှာစစ်တုံးပန်း40ကျော်ဖမ်းဆီးရမိပြီးလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲအများပြားသိမ်းရတယ်လို့မမာပြည်သူလွတ်မြောက်ရေးတပ်တော် BPLA နဲ့ FFD ကထုတ်ပြန်ပါတယ် BPLA နဲ့ FFD နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်တော် KNN တို့ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့နိုဝင်ဘာလ14ရက်မှာတိုက်ပိုက်ခဲ့တာလို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်တုံးပန်း40ကျော်ဖမ်းဆီးရမိခဲ့ပြီး 120မမလက်နဲ့ကြီးနှစ်လက်ဂျီ188တော့အဲဆက်လက်တနက်ဆက်တနက်တလက်ချောင်းဆက်မမ3လက် RPG နှစ်လက်ငကြင်းမီတလက်လက်နဲ့ငယ်36လက်နဲ့အချမ်းလက်နဲ့ခဲရအများပြားသိမ်းဆဲရရှိခဲ့တယ်လို့တီးပေးထားပါတယ်မောတော်မျိုးဟာစစ်ကောင်စီကုံတွဲရေးရေးပါတဲ့ထိုင်းမြန်မာနယ်စပ်မျိုးဖြစ်ပြီးတုံးရဲ့အတွင်အပိဓာတ်တိမ့်နိုင်ခဲ့တယ်လို့ FFD ကလည်းထုတ်ပြန်ပါတယ် စ်ကောင်စီရဲ့ရွေးကောက်ပွဲနီးကမှတနင်္လာရီတိုင်းမှာမောရောင်မြို့ကိုတိမ်ပြီးရှမ်းမြောက်မှာနဲ့စည်ရင်ပြန်လှုပ်ရှားလာတော့လူလူအတွက်တော့မျော်လင့်စရာဖြစ်လာပြီးတော့ရန်ကုန်မြို့ခံတယောက်ကတော့မှတ်ချက်ပြုထားပါတယ်ပုံတွေအမှမြင်တဲ့အတိုင်းဒူးတွေထောက်ထားတယ်ဟမ်ဘောရတယ်အဲ့ဒီလူတွေအားလုံးကိုဖမ်းမိတဲ့တော်လိုင်းတပ်ဖွဲ့တွေကတပ်ပလိုက်နေဆိုရင်သိပေါ့ဟမ်အင်းနေဝင်ရတော့ပြောထားတယ်တိုင်းရင်တိုင်းရင်ပြုတ်သွားလို့တဲ့အပေါ်ကစစ်ဘုံချုပ်တယောက်ထမင်းစားမပြတ်ဘူးတဲ့ဟမ်သိပေါ့အခု ဟမ်အခုမောလောင်စကန်ပြက်သွားတယ်စစ်မင်းအောင်နဲ့ခင်းစားမပြက်ဘူးလို့ပြက်လာ။ဟိုစက်တဲ့နေတွေတိုက်နေတာလေ။ဟမ်အပစ်ကူလွတ်တယ်စက်ကူလွတ်တယ်ဒစ်ချူပုံနဲ့အကောင်လုံးဟမ်မင်းတို့တွေအဲရခိုင်မားသူတို့ကအပစ်ကူလွတ်တယ်စက်ကူလွတ်တယ်နောက်ပိုင်းကျတော့ဒစ်ချူပေါ့အခုလည်းပြစ်ကူလွတ်တယ်စစ်ကူလွတ်တယ်အတမတော်ကဘလို့ကြိတ်တာရွှေပါးပါဖြစ်တယ်ညာဖြစ်တယ်အပီပီနဖူးကိုယ်ကိုယ်ငိုပြီးပြန်လာအောင်ဟမ်ဒစ်ချူပြီးတော့စစ်ကူတော့လွတ်လာမလွတ်လာမသိဘူး အခုလဲဘွားတွေအဲ့ဒီအခုလက်ရှိစစ်တပ်ဟာတနိုင်ကန်လုံးကိုတော်လိုင်းတပ်ဖွဲ့တွေတိန်းထားခံရတယ်နော်ပြန်သက်နိုင်တဲ့ဒေတာတွေရှမ်းပြည်မှာတရုတ်အာကိုနဲ့နည်းနည်းတိန်းနိုင်တဲ့အာပဲရှိတယ်နော်အဲ့ဒါတော့မှနောင်ဆိုလို့ဘာလို့လောက်ပဲရှိတယ်မိုးကုတ်နဲ့လာချိုးကြီးဟာတိန်းရမဟုတ်ဘူးနော်ကြောင်မဲဆိုလဲသူတို့ပြန်ဆုတ်ပေးလိုက်ကြဘာမှတော့တေရှာမတိုက်လိုက်တော့ဆိုဆိုတော့ဘယ်နေရာကိုမှထိထိမိမိပြန်သိမ်းနိုင်တဲ့အရာမရှိသေးဘူးရှိလားဒါ line ပေါ်မှာတော့ဘောမတွေကိုကြီးလိုက် အာဘလို့ကြိတ်တာဘလို့ချတာဘာဖြစ်တာညာဖြစ်တာသူတို့မှသေတာမဟုတ်တော့ဘူးဟမ်ပြောလိုက်စစ်ကူပြစ်တာလို့ရောတစ်ကူပြစ်တာလို့ဘယ်နေရာစစ်ကူပြစ်ကူလဲအကောင်လုံးဒစ်ရှူကိုယူမှာအဘွားတွေအဲ့ဘွားတွေဘယ်သူအမှတ်ခံချက်ပေးတယ်ငါတို့တော်နိုင်ဘက်မှာရဲဘော်တယောက်တွေွားတယ်ပစ်ကြတာနဲ့အဲ့ဒီအလောင်ရအောင်ဆွဲတယ်ရအောင်ဆွဲပြီးရင်ဒီကြံမြင့်ခဲ့တဲ့မိသားစုကိုထောက်ပံ့နိုင်တဲ့တပ်တွေဆိုရင်မိသားစုစီသွားထောက်ပံ့တယ်ဒါမပြီးသေးဘူးတော့တော်လန်အလွန်ကာလ နော်သူများမလုပ်ရင်ကျွန်တော်လုပ်မယ်ဗားတယ်တဆုံးသွားတဲ့ဒူရဲကောင်းတွေခြေပြက်လက်ပြက်ဖြစ်သွားတဲ့ဒူရဲကောင်းတွေအတွက်ကျွန်တော်တို့ကအာမခံချက်နိုင်ငံတော်ကပေးဖို့ပေးရမယ်နော်အဲ့ဒီအတွက်ကိုဘယ်သူမှမလုပ်ရင်တော့ကျွန်တော်ဒုစားလုပ်တော်လိုင်းအောင်မြင်သွားတဲ့နေ့အထအချမ်းကပြန်လဲထူထောင်ရင်းဆိုတာလောက်မဲ့လူတွေတဘောကြီးမပူနဲ့နော်ဒိုးဘက်မှာအခုလက်လက်ရှိတင်းနာရီတိုင်းမှာနော်ကျမရေးစိတ်ဟောက်ခုရှိတယ်ဒီတင်းနာရီတိုင်းတွင်းကဘယ်တိုင်ရင်တပ်ဖွဲ့ကပဲထိခိုက်ဒဏ်ရာရတဲ့ရဲဘော်ဖြစ်ဖြစ် ကျွန်တော်တို့စေကူတာပေးတယ်စောက်ရှောက်ပေးတယ်ကျွေးမွေးပေးတယ်လိုအပ်ချက်တွေတော့ရှိရင်ရှိနေတယ်အခုကျွန်တော်ဆိုတာလက်စင်စားစင်ထောက်ပံ့ထားတယ်အမှမျက်စိနှလုံးလုံးမိုင်းတီးပြီးလုံးဝမမြင်နဲ့ရဲရဲပေါ့ကလေးတစ်နှစ်ယောက်နဲ့သူ့ကိုကြတော့တလား၄00ကျွန်တော်ထောက်ပံ့ထားတယ်ဒါမျိုးတွေကျွန်တော်တို့တောက်ချက်လုပ်ထားတယ်အခုအဲ့ကျမ်းမာရေးစေဟောက်အတွက်ကျွန်တော်တရားပွဲတွေရမုံပွဲတွေလှုပ်ပြီးတော့ကျွန်တော်ကူညီထောက်ပံ့အောင်ဘာဖြစ်လို့လဲတော်လှန်ရေးမှဒီလိုမျိုးအောင်မြင်ခြင်းနဲ့စကမ်းတိန်တိုက်ပွဲတွေမြင်စေခြင်းနဲ့ဆိုရင် ဲ့ဒီစကန်းတိုင်းတိုက်ပွဲတွေမှာကုံနဲ့ကြီးခဲရန်လက်နဲ့လူသားအရင်မြစ်ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ပြည်သူဘက်ကအမတ်ကရှိဖို့လိုတယ်။အဲ့ဒီညမှာတခုတော့ပြောကြည့်တယ်ရှစ်ပြည်သူဖန်ဆန်းကျွန်တော်ပြောထားပူပါပြီ။တနည်းရခိုင်မှာပဲဖြစ်ဖြစ်ကချင်မှာပဲဖြစ်ဖြစ်နော်စကန်းတိတ်လို့ရှိရင်ပါဝင်တဲ့အဖွဲ့တွေအားလုံးဝေလူဝေမြတ်နော်ရလာတဲ့အပေါ်မှာ ကရင်ဆိုရင်ဝေဒူဝင်မြောက်ပေါ့ဗျာတိမ့်ပြီးတဲ့လက်နဲ့အကောင်လုံးပေးပြလိုက်တာရှင်ချင်းပြောရင်တို့မတော့ခွေးခွေးတက်နဲ့ဒါပေမဲ့ဒီတောင်ပိုင်းမှာတချို့ပွတ်စကမ်းတိမ့်လို့ရှိရင်ရတဲ့ဟာအားလုံးကိုတဖွဲ့တဲ့မောင်ပိုင်စီးယူတယ်ကြားသိရတယ်မလုပ်ပါနဲ့ခမားတို့ရဲ့တိတ်ခါအဲ့ဒါလဲမှာမဟုတ်အဲ့ဒီအလုပ်ကိုလုပ်တဲ့လူတွေကိုကျွန်တော်မေးချင်တာပါခမားတို့ရဲ့တန်ဖို့ခမားတို့ရဲ့တိတ်ခါကိုအဲ့ဒီလက်နဲ့လဲနိုင်လားလဲနိုင်ရင်တော့လုပ်လူတယောက်ရဲ့တိတ်ခါလူတယောက်ရဲ့တန်ဖို့ဆိုတာ အင်မတန်တန်ဖိုးကြီးတယ်နော်တန်ဖိုးဖြတ်လို့မရအဲ့တန်ဖိုးဖြတ်လို့မရတဲ့ဟာကိုအတူတူနော်ဓာန်းတို့ညီမြလိုချင်လို့ငါတို့တော်လိုင်းလောက်ပါတယ်လို့အော်ထားတဲ့ဒူတွေကကိုကိုတိုင်းအခွင့်အရေးတစ်ခုခုရလာတဲ့အချိန်မှာဒါဘာမှမဟုတ်တော့ဘူးဒီခွင့်အရေးဆိုတာဟမ်ပြောပါမလောက်ဘူးဘဝတစ်သက်လုံးအတွက်စားလို့နောက်တဲ့အရာတည်းမဟုတ်ဘူးလူမှုတစ်ခုလုံးကြောင်းနေဖို့ဆိုတာဝေးအဲ့တော့ဘာမှမဟုတ်တဲ့ဒီတလောက်စားလောက်ဟာလေးကို မလုံနေတဲ့အလုပ်ကိုလှုပ်ပြီးကိုယ်တိုက်ခါကိုချနင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့တန်ဖိုးဘယ်လောက်ထိကျသွားမလဲစဉ်းစားခင်ဗျားတို့အဲ့ဒီတိုက်ပွဲတစ်ခုမှတိမ့်လို့ရတဲ့လက်နဲ့တန်ဖိုးဘယ်လောက်ရှိခင်ဗျားအဲ့ဒီလိုလှုပ်တဲ့ဒူတွေတပွားစာစားလို့လောက်မလောက်ဘူးအဲ့တော့ကိုယ်တန်ဖိုးတန်ဖိုးထားပါလက်နဲ့ကင်နဲ့အောက်တန်းစားဘယ်တော့မှမဖြစ်စေနဲ့လက်နဲ့ကင်နဲ့အောက်စားမင်းအောင်လို့ကောင်းမျိုးအဲ့ဒါခွေးလို့ခေါ်တယ်အဲ့တော့ကိုကိုတိုင်ကအဲ့ဒီခွေးတွေကိုတိုက်နေတဲ့အချိန်မှာ ကိုတိုင်ကလက်နဲ့ကင်ပြီးစီးပွားရှာတဲ့အောက်တန်းစားဘဝမဖြစ်ပါစေနဲ့အားလုံးဟာရဲဘော်ရဲဘက်စိတ်လူမျိုးမတူတူဘာသာမတူတူအခံချက်မတူစေရန်သူကတစ်ဖက်ပဲရှိရမယ်ကျွန်တော်တို့အားလုံးဟာတယောက်ကိုတယောက်ကာကွယ်ရမယ်စီးလုံးမယ်ဘုံရန်သူအရင်တိုက်တာပြီးပြီလားခင်ဗျားတို့လုပ်ငန်းတွေလုပ်ပါဘယ်ပြည်သူမှလာမယူစရာကိုစိတ်ချအာမခံတယ်ကျွန်တော်ကိုစီအာမခံတယ်နော်ခင်ဗျားတိုက်ပွဲတွေတိုက်လိုက်ပြီးတော့ စစ်ကောင်စီကခင်းစင်ဝါတာနဲ့အဲ့ဒီရဲ့လောက်ွက်တွေအခဲခဲလောက်ွက်တွေတစ်လောက်ွက်တွေနောက်နောက်လူမောင်ကိုလမ်းနေစတဲ့ဖြစ်ပေါ်အများကြီးလဲနော်ဒါတွေအားလုံးကိုဘယ်ပြည်သူမှလူပြီးခဏလုံးရှိရလောက်လို့မရဘူးနော်ဒါကြောင့်မို့လို့ရန်သူကိုအရင်ရှင်းပါပြီးရင်ညီကိုမောင်တော့ကလည်းအားလုံးအမွေခွဲတယ်ခွဲပြီးတော့လောက်ပိုင်လုတ်ကြပါလို့အားလုံးမြစ်တာရက်ခံပါတယ်နော်အဲ့တော့ရဲ့ Not Tiger Channel ကိုနှစ်သက်သဘောကြတယ်ဆိုရင်လည်း like and subscribe လေးကိုလည်းပြီးခဲ့ကြပါ